ဒီချက်လက်တွေကြောင့်ဒီယာလီမှာဟာလန်ကဘာဘီထက်ဂိမ်းထက်ပိုကောင်းနေတယ်။ Idris Pogba ကလည်းပြန်လည်တင်ဆက်ပေးနေပါတယ်။ဒီယာလီယောဘထိတ်တန်းလေးတွေမှာဂိုးသွင်းကြံ့နေတဲ့တိုက်စစ်မှုတွေရှိပါတယ်။တိုက်စစ်မှုတော်တော်များများကပုံမှန်ခြေစွမ်းပြောက်ပြီးတော့သင်ကိုယ်တကိုယ်တောင်မှရရှိဖို့ရုန်းကန်နေကြရပေမယ့်အချို့တိုက်စစ်မှုတွေကတော့သင်ကိုယ်တွေတတိုင်းတိုင်းကိုသိယူနေကြတာပါ။ဒီတိုက်စစ်မှုတွေကမန်စီးတိုက်စစ်မှုအာလင်းဟာလန်ဘာမနစ်တိုက်စစ်မှုဟယ်ရီကိန်းနဲ့ရီယယ်မက်ဒစ်တိုက်စစ်မှုအမ်ပါပေတို့ပဲဖြစ်ပါတယ်။ တင်ကိုရေတွဲတွေကိုနိုင်ရှင်ကြည့်မယ်ဆိုရင်တော့ဒီအဒီမှာဟာလန်က22ဂိုးဟာရီကိန်းက16ဂိုးနဲ့အမ်ဘာပေက18ဂိုးတွေတင်ယူထားနိုင်ခဲ့တာပါဒီအဒီဟာလန်ရဲ့သွင်းကိုးတွေကတော်များပါတယ်ဒါပေမဲ့ဂိုးများလို့ဟာလန်ကဒီ3အောက်ထဲမှာအကောင်းဆုံးလို့ပြောနေတာမဟုတ်ပါဘူးဟာလန်ကသွင်းကိုးရေတွဲလဲပိုများတယ်လို့ဒီ3အောက်ထဲမှာပင်တွေသွင်းကိုးအ ਨੇ ဆုံးဆိုတဲ့အချက်ကြောင့်ပါပဲဟာရီကိန်းက16ဂိုးမှာပင်တွေက6ဂိုးတွေပါဝင်နေပြီးအမ်ဘာပေရဲ့18ဂိုးမှာလည်းပင်တွေက6ဂိုးတွေပါဝင်နေပါတယ်ဟာလန်ကတော့သွင်းကိုး22ဂိုးမှာပင်တွေကတကိုးပဲပါဝင်ခဲ့တာပါ အဲဒါကြောင့်မလို့ဒီအားဒီမှာဟာလန်ရဲ့အတွင်းကိုတွေကပေါ်ပြီးတော့ကြိုးစားစားနဲ့အတွင်းယူပေးထားခဲ့ရတာဖြစ်ပါတယ်။ဟာလန်ကပရီးမီးယားလီးဂ်ရဲ့စက်တင်ဘာလတလတာအကောင်းဆုံးကစားမဆုကိုလည်းထိုက်ထိုက်တန်တန်နဲ့ရရှိထားခဲ့ပါသည်။ဟာလန်အတွက်ကတော့စက်တင်ဘာလကလည်းအတွင်းကိုတွေနဲ့အတူအကောင်းဆုံးဖြတ်သန်းထားနိုင်ခဲ့ပါတယ်။လက်ရှိမှာတော့ဒီ၃ဦးကယောဘရဲ့ထိပ်တန်းလီးတွေမှာအတွင်းကိုတွေအများဆုံးသိမ်းယူထားကြတာပါ။ယောဘရွှေပနက်စုအတွက်လည်းဒီ၃ဦးကအတော်လေးကိုရေပန်းစားနေခဲ့လို့ယာစီကုံမှာဘသူကအတွင်းကိုအများဆုံးဖြစ်မလဲဆိုတာစိတ်ဝင်စားစရာပါ။ ဒီနေ့ရက်ဒီဇမ်ကာဒီလောက်ပါပြီခင်ဗျာနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမို့လို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောနေနေဒီကုန်းချုပ်ပါတယ်ခင်ဗျာอืมမော်